ကရင်နယ်ခြားဆောင်တဲ့ VGA ခေါင်းဆောင်စောချစ်သူရဲ့စီးပွားရေးမိဖက်ရွှေကုတ်ကိုရထိုင်မျိုးတက်တီထောင်သူနဲ့ကြားပြန့်ခိုင်းခေါင်းဆောင်ရှိချီချန်းကိုထိုင်းကတရုတ်အစိုးရထံလွှဲပြောင်းဖြစ်ဖို့ရှိနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြောက်လိနဲ့ရွှေကုတ်ကိုမှကြားပြန့် online ဝေလင်ခိုင်းတွေမြေဖြားခံရာရထိုင်ကုမ္ပဏီအုပ်စုရထိုင် International Holding Group ထူထောင်သူရှိချီချန်းကို ထိုင်းချင်းထောင်ကနေတရုတ်ဘက်ကိုလွှဲပြောင်းဖို့ထိုင်းအခြေခံဥပဒေခွန်ရုံးကဆုံးဖြတ်လိုက်တာလို့သိရပါတယ်။ ဒီယိုနိုင်ငံမှာရာဇဝတ်ခိုင်းတွေထူထောင်ထားမှုကြောင့်ထွက်ပြေးလာရပြီးကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားတဲ့ရှီချင်ဂျန်ကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေကြောင့်ဖမ်းဆီးထားတာဖြစ်ပါတယ်။တူကိုတီအိုအစိုးရဘက်ကလည်းအလို့ရှိနေတာဖြစ်ပြီးလက်ရှိမှာတော့တရုတ်ထံလွှဲပြောင်းပေးတော့မယ်လို့ဆိုပါတယ်။ရှီချင်ဂျန်ကိုတရုတ်အစိုးရစီလွှဲရမှာဖြစ်ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကိုယ်တိုင်ကတရားခံလွှဲပြောင်းရေးအမိန့်အာဏာမရှိတာကြောင့်စီရင်ချက်ကိုအယူခံတရားရုံးထံပို့ပေးမယ်လို့လည်းသိရပါဗျ။ကြားဖြန့်ခေါင်းဆောင်ဖြစ်သတ်မှတ်ခံထားတဲ့ရှီချင်ဂျန်ကို online ငွေလိမ်မှုလူကုန်ကူးမှုတွေအပါအဝင်ငွေကြေးခဝါချမှုတွေလုပ်တဲ့ဆိုပြီးတရုတ်အစိုးရရဲ့တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကြောင့်ထိုင်းအစိုးရကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရှီဂျီချန်ရဲ့ရထိုင်ကုမ္ပဏီအုပ်စုကရထိုင်ကုမ္ပဏီ holding group အုပ်စုကိုထူထောင်ပြီး BGF ဌာနချုပ်ရွှေကုတ်ကမှမြေငားရန်ကကြားပြန့်မြို့တော်ဖြစ်လာမဲ့ရွှေကုတ်ကိုမြို့တစ်စီမံကိန်းကိုတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။မြောက်ဒီဘက်ကကြားပြန့်လုတ်ကန်သူတွေရာနဲ့ချီပြီးထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အကြောင်းကိုလည်းတစ်ဆက်ထည့်ဖော်ပြပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်မြဝတီမြို့မှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်လုပ်ငန်းတွေတရှိရာ KK ဘက်ကနေထွက်ပြေးတင်းရှောင်လာတဲ့နိုင်ငံသားကြားဖြတ်လုပ်ကိုင်သူယာနဲ့ချီပြီးထိုင်းနိုင်ငံဘက်ထွက်ပြေးနေတယ်လို့သိရပါဗျ။ကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတို့ကလည်းထိုင်းဘက်ဝင်ရောက်ခွင့်ရဖို့နယ်စပ်မှာစောင့်ဆိုင်နေသူတွေလည်းရှိတယ်လို့ဆိုပါတယ်။ကြားဖြတ်စင်တာတွေရှိရာ KK ဘက်ကိုဆေးဥစုကဝင်ရောက်စီးနေမယ်လို့သတင်းတွေထွက်ပေါ်လာချိန် KK ဘက်ဝင်ထဲမှာရှိတဲ့မြန်မာအလုပ်သမားတွေနဲ့နိုင်ငံသားအလုပ်သမားတွေမနေ့ကစလို့ထွက်ပြေးတင်းရှောင်ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ ရှားပြန်လုပ်ငန်းတွေမှာလုံလောက်ကင်နေတဲ့နိုင်ငံသားတွေထွက်ပြေးခွင့်ရဖို့ကရင်နယ်ရောင်းတဲ့ BGF ကလည်းကုညီဆောင်ရွက်ပေးမှုတွေရှိနေတယ်လို့ဆိုပါရယ်။တနကန်အဖွဲ့ချုပ်ကလည်းရှားပြန်လုပ်သားတွေအတွက်လုံခြုံရေးပေးနေကြတာတွေရှိပြီးထွက်ပြေးလာသူအများစုဟာမြောက်ရီချစ်ကြီးတရားအနိစုဝေးကထိုင်းနိုင်ငံဘက်ဝင်ရောက်ဖို့စောင့်ဆိုင်းနေကြတာလို့ဆိုပါရယ်။အခုကတရားထိတ်မှာကိုထိုင်းဘက်ကိုကိုကိုစောင့်နေသူတွေအများကြီး KK ဘက်ကနေမျိုးတဲ့ပြေးဝင်လာတဲ့နိုင်ငံသားအချို့ကို စစ်ကောင်စီဘက်ကမြောက်ပြည်မြို့အဝင်လမ်းမှာစစ်ဆေးဖမ်းဆီးမှုတွေလှုပ်ဆောင်လာနေတာမနေ့ကတော့ဖမ်းဆီးစစ်ဆေးတာမတွေ့ရဘူးဒီနေ့မှနိုင်ငံသားတွေကိုစစ်ဆေးဖမ်းနေတာတွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။နေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေထဲမှာတရုတ်လူမျိုးအများဆုံးပါဝင်နေပြီးအိန္ဒိယနဲ့ပါကစ္စတန်တို့လည်းပါဝင်တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြထားချက်အရသိရပါတယ်။ဒါ့ပြင် KK ဘက်ကလည်းနေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေက နိုင်ငံခြားသား90ဝန်းကျင်ကိုထိုင်းနဲ့ဆက်မဲကုရွာတောင်ရင်မြစ်တစ်ဖက်ကမှထိုင်းအာဏာပိုင်တွေကရှာဖွေတွေ့ရှိထားပြီးဥပဒေအရဆက်လက်လုံဆောင်နေတယ်လို့လည်းသိရပါဗျ။နေရတွင်ထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့ချားဖြတ်အလုပ်သမားပေါင်း600နီးပါးရှိတယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြထားပါဗျ။လက်ရှိမှာလည်း KK ဘက်ကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြသူတွေနေထိုင်ဖို့နေရထိုင်ခင်းအပြည့်စုံယာယီစခန်း၄ခုကိုဖွင့်လှစ်ပေးထားတယ်လို့လည်းဆိုပါဗျ။ ထိုင်းနယ်စပ်ကနေတရားမဝင်နယ်စပ်ဖြတ်တန်းဝင်ရောက်ကတောင်ရင်မြစ်ကိုဖျက်ခိုးလာတဲ့နိုင်ငံသားတွေကိုတွေ့ရှိပါကအရေးပေါ်တယ်လီဖုန်းနံပါတ်191ကိုချက်ချင်းခေါ်ဆိုဖို့မဲဆောက်ရဲစခန်းကကြေညာထားတာဖြစ်ပါတယ်ခင်ဗျာ။ကြားပြန်ဆွဆွဲချက်တွေပြီးထိုင်းဗန်နာယီတူဝင်ကြီးနှုတ်ထွက်သွားတဲ့သတင်းကိုလည်းဆက်ပြီးပြောရမယ်။ထိုင်းဗန်နာယီတူဝင်ကြီးဘူရာပတ်တန်ညာဝတ်ဟာနယ်စပ်ကအွန်လိုင်းဝေလင်ကိုင်းကြားပြန်တွေနဲ့ဆက်ဆက်မှုမရှိဘူးလို့ညင်းဆိုပြီးတဲ့နောက်မရိကယာရုကလည်းနှုတ်ထွက်ခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်နုတင်ချန်ဝီရာကာကာက ဒေတာတွေက online လိမ်လည်ကွန်ရက်တွေနဲ့ချိတ်ဆက်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစာနဲ့တုံ့ပြန်ဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်မှာပဲဒုဝန်ကြီးကယာရုကနေနှုတ်ထွက်ခဲ့တာလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော်မှဘန်လုံငန်းနဲ့ငွေကြေးဆိုင်ရာအထွေကြောင့်ကိုဖြေရင်းရောင်းနိုင်ငံတကာရောအနှစ်30ကျော်ရှိပါတယ်။နိုင်ငံရေးအာဏာရအောင်မရှာခဲ့ဘူးပါဘူး။တခုတည်းသောရည်ရွယ်ချက်ကကျွန်တော်ရဲ့ကျွမ်းကျင်မှုနဲ့တိုင်းပြည်ကိုအကျိုးပြုဖို့ပါပဲလို့ဒုဝန်ကြီးကဆိုပါတယ်။ဒုဝန်ကြီးဟောင်းဟာတရားမဝင်ငွေကြေးလုပ်ငန်းတွေသာမက ကမ္ဘောဒီးယားကကြားဖြတ်ကွန်ရက်တွေနဲ့ပါချိတ်ဆက်နေတယ်ဆိုပြီးဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီငွေရင်းလုပ်ငန်းတွေနဲ့ဆက်ဆက်တယ်လို့မဟုတ်မမှန်သတင်းဖြန့်သူတွေကလည်းတရားဥပဒေအရရေးဥမယ်လို့ဒုဝန်ကြီးဟောင်းကနှုတ်ထွက်ချိန်မှာထည့်သွင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။မြန်မာစစ်ကောင်စီရဲ့အတူရောင်ရွက်ကောက်ပွဲကိုဖြစ်ဖြစ်သွားတာပဲချဖို့အာဆီယံအဖွဲ့ကကုလကျွမ်းကျင်သူတိုက်တွန်းလိုက်တဲ့တဲ့မှာဆေးဥချိုရေးခိုင်မာစွာမြင့်တွေ့စေပြီး နိုင်ငံတကာဖိအားလျော်ပါစေဖို့ပုံဖော်ထားတဲ့တရားမဝင်ရွေးကောက်ပွဲကျင်းပမယ့်မြန်မာစစ်တပ်ရဲ့အစီအစဉ်ကိုအာဆီယံခေါင်းဆောင်တွေကပြည့်ပြည့်စုံစုံပယ်ချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအစီအစဉ်ခန်းစားတင်ပြသူတောမက်အင်ဒူကပြောပါရယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဟာရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေဖြစ်ခဲ့တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ်မြန်မာစစ်အုပ်စုဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြည့်ပြည့်ပြုနေပါရယ် ထောင်ထဲချီတဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းချခံရဆဲဖြစ်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရေးသားခွင့်ဖိနှိပ်ခံရကောင်အရက်သားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံအဖွဲ့ထံကနေအတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကာကွယ်နိုင်ဖြစ်စေပြီးရွေးကောက်ပွဲကိုစောင့်ကြည့်လေလာသူတွေဆေလွတ်တာပါဝင် စစ်ကောင်မရှင်ကိုတရားဝင်မှုပေးနေတဲ့လုပ်ရက်တွေကို အာဆီယံခေါင်းဆောင်တွေကရှောင်ကျဉ်ရမယ်လို့၎င်းကပြောပါတယ်။စစ်တကောင်အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကျူးလွန်နေပြီးနိုင်ငံရေးခေါင်းဆောင်တွေထိမ့်သိမ်းခံရကောင်လွတ်လပ်မှုတွေပြတ်သုံးနေတဲ့အချိန်ကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အများယုံကြည်လက်ခံနိုင်မှုမရှိနိုင်ပါဘူးလို့တွန်အန်ဒရူးကဆိုပါတယ်။တာဝန်ခံမှုစစ်အုပ်စုရဲ့အကြမ်းဖက်မှုအဆုံးသတ်ရေး တပ်ဆိုင်သူအားလုံးနဲ့နိုင်ငံရေးဆွေးနွေးမှုလူသားချင်းစာနာမှု အကူအညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံအဖွဲ့ကိုခေါင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေကမျှော်လင့်နေတယ်လို့လည်းဆိုပါတယ်။ဆေးဥစုကဘုံသဘောတူညီချက်၅ရပ်ကိုချိုးဖောက်ကြောင်းဝန်ခံဖို့နဲ့စစ်ကောင်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုးစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့တွေမြန်မာပြည်သူတွေကိုကိုးစားပြုတဲ့ ရေးပါတဲ့ပါတီတွေနဲ့ထိတွေ့ဆက်ဆံဖို့ဒွန်ဒရူးကအာဆီယံအဖွဲ့ကိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒေသနာရပ်ဖက်အဖွဲ့အစည်းတွေမှတစင်းနေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာပါဝင်အကူအညီလိုအပ်နေတဲ့ပြည်သူများအားလုံးထံစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့ကိုလည်း၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာလွတ်လပ်မှုနဲ့လူ့ခွင့်ရတိုက်ပွဲမှာအထင်ကြီးလောက်ပဲတတိရှိမှုကိုဆက်လက်ပြသနေပါတယ်။သူတို့လိုအပ်တာလုံဆောင်ချက်ဖြစ်ပြီးစကားလုံးတွေမဟုတ်ပါဘူးလို့လည်းဒူအန်ဒရူးကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ မြန်မာရှိဂျားဖြန့်လုံငန်းများမှာ Starlink စပောင်း2500ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီထုတ်ပြန်လိုက်တဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ Online နဲ့လည်းမို့လောက်ကင်နေတဲ့ရာဇဝတ်ကိုင်းများမှာဂျိုရူအင်တာနက်ဝန်ဆောင်မှုများအသုံးပြုခြင်းမြင့်တက်လာတဲ့ဆိုတဲ့သတင်းတွေကြောင့်မြန်မာဂျားဖြန့်စင်တာများမှာရှိတဲ့ Starlink စပောင်း2500ကျော်ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ဂျားဖြန့် Online လုံငန်းမှုများမှာမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအရှိန်အဟုန်နဲ့တရှိလာပြီး Elon Musk ပိုင်ဆိုင်တဲ့ဂျိုရူကွန်ရံမှတစ်ဆင့် စတားရင်းဆက်တွေကိုတက်စင်ကအင်တာနက်အသုံးပြုလိမ့်လည်လာခြင်းလည်းဖြစ်ပါတယ်။အထူးကျေးဇူးကြီးမားတဲ့တူညီတဲ့ဤပညာဟာလည်းအလွဲသုံးစားလုပ်နိုင်တဲ့အန်ဒီရရှိတယ်။အကျန်းဖတ်မှုလို့တတ်မှတ်နိုင်တဲ့ဖြစ်တော့ဖြစ်ခဲ့အခြေအနေတခုဆိုရင်ကျွန်တော်တို့ကဘာတော်ဝမှာရှိတဲ့တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းတာလိုမျိုးတင့်တော်တဲ့ရည်ရွယ်မှုတွေကိုဆောင်ရွက်သွားပါမယ်လို့ Starnet လုပ်ငန်း level ရဲ့ဒုဥက္ကဋ္ဌ Lauren Dreyer ကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာတရုတ်ရာသီဂိုင်းများရဲ့ဈာဖြန့်လုပ်ငန်းများကနိုင်ငံအနှံ့အပြစ်တွေနေပြီး အထူးဖြင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ရှမ်းမြောက်ဒေသမြောက်ရီဖျားသုံးစုစတဲ့ဒေသတွေဟာကြားဖြတ်လုပ်ငန်းခွင်များအခြေစိုက်ကြောင်းအမိထင်ရှားတဲ့ဒေသများလည်းဖြစ်ပါတယ်။ဒါပြင်စစ်ကော်မရှင်ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KKPET online လိမ်လည်မှုစင်တာကိုဝန်ရောက်စီးနှင်းကစတားလင်းစစ်တွေကိုတင်စီးခဲ့ကြောင်းပြည်ခရက်ရပ်ပိုင်းကပဲလိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။